သားရိုက်ဟော်မုန်းပုံမှန်မဟုတ်တာကြောင့်အသင်းရဲ့ကျန်းမာရေးကဘလို့တွေထိခိုက်စေနိုင်ပါသလဲ။လေဝင်ကြီးယောဂအကြောင်းကိုအားလုံးကြားဝူးကြမှာပါ။လေဝင်ကြီးရဲ့လို့သာပြောကြတာပါ။တကယ်တော့လေဝင်ကြီးတာမဟုတ်ပါဘူး။ လေပင်မှာရှိတဲ့လိပ်ပြာပုံစံတာရက်ကလင်းလေးကြည့်လာတာကြောင့်လေပင်ကြည့်သလိုဖြစ်ရတာပါတာရက်ကလင်းဆိုတာကကိုယ်ရင်းအစိပ်ပိုင်းတော်တော်များများအလုံးလုံးတဲ့နေရာမှာပါဝင်နေရတဲ့တာရက်ဟော်မုန်းတွေထုတ်ပေးရတဲ့ကလင်းတစ်ခုဖြစ်ပါတယ်သူကောင်းကောင်းအလုံးမလုံးတော့တာနဲ့တာရက်ဟော်မုန်းကနေရာတွေများတာတွေဖြစ်သွားပြီးတော့သင်ရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်တာရက်ကလင်းပုံမှန်အလုံးလုံးလားမလုံးဘူးလားဆိုတာကိုကိုယ့်ဘက်ကသိထားဖို့လိုအပ်ပါတယ်တာရက်ကလင်းပုံမှန်အလုံးမလုံးတဲ့အခါမှာဖြစ်တဲ့ပြဿနာကနှစ်ခုရှိပါတယ်တာ ားရိုက်ဟော်မုန်းများတာနဲ့တားရိုက်ဟော်မုန်းနည်းတာပါသူတို့နှစ်ခုပေါ်မူတည်ပြီးတော့ကိုယ်ခန္ဓာပေါ်မှာပြောင်းလဲမှုတွေအများကြီးဖြစ်တတ်ပါတယ်တားရိုက်ဟော်မုန်းများတာရဲ့လက္ခဏာတွေအနေနဲ့ကတော့အစားကိုပုံမှန်ထက်ပိုစားကြည့်နေပြီးတော့ဘလောက်စားစားဝမလာတာလူကိုကြီးလိုက်ရင်လည်းအများနဲ့အတက်ကြွလွနေပြီးတော့ပြာရခတ်မနေအောင်တမင်ပါပဲဝမ်ရှော့တလို့ဖြစ်နေပြီးတော့ဝမ်ခဏပြီးခဏသွားကျင်နေပါလိမ့်မယ်နှလုံးခုန်ဟင်းတုံနာမျိုးတွေလည်းဖြစ်တတ်ပါတယ်အပူရန်ကိုလည်းတိတ်မခံနိုင်ပဲနဲ့တစ်ချိန်လုံးချွေးတွေပြန်နေပါလိမ့်မယ်အသက်ရှူတဲ့အခါမှာလည်းမြန် ံနေတက်ပြီးတော့တခါတရံမှာအသက်ရွာခက်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။စိတ်တို့လည်းလွယ်နေတတ်တဲ့အပြင်ပေါ့နော်။တစ်ခုခုကိုကင်ဖို့လက်ရွယ်လိုက်မယ်ဆိုရင်လည်းလက်တွေကတုံရင်နေတတ်ပါတယ်။မိန်းကလေးတွေမှာဆိုလို့ရှိရင်တော့ယာတိမမှန်တာမျိုးတွေဖြစ်တတ်ပြီးတော့တန်ခါတရံမှာပေါ့နော်ယာတိတော်ပြတ်သွားတတ်ပါတယ်။ဒါတွေကတော့တားလိုက်ဟော်မုန်းများရတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ဆက်ပြီးတော့ပေါ့နော်တားလိုက်ဟော်မုန်းနေတဲ့အခါမှာခန္ဓာကိုယ်မှာဖြစ်တတ်တဲ့လက္ခဏာတွေကိုပြပေးခြင်းပါတယ်။သူကတော့တားလိုက်ဟော်မုန်းများနေတာနဲ့ဆက်ညင်ပါပါ။အစားလည်းတိတ်မစားပဲနဲ့ကိုယ်လေးချင်းတွေတက်လာ ါမယ်လူကိုကြည့်လိုက်မယ်ဆိုရင်လည်းငင်းငင်းငန်ငန်နဲ့မောပန်းလွယ်နေမယ်ဝမ်းဟာပုံမှန်မသွားဘဲနဲ့ဝမ်းချုပ်နေမယ်ပြင်းရလေးကလည်းဖောင်းအိတ်နေပြီးတော့ပေါ့နော်စပင်တွေလည်းပါနေမယ်အတန်ကလည်းအော်ကြီးဖြစ်နေမယ်နှလုံးခေါင်းတော်တွေလည်းနှီးနေမယ်အရေးတံကိုတိတ်မခံနိုင်တဲ့အပြင်ပေါ့နော်အသားရည်တွေကလည်းခြောက်သွေးနေမယ်အစင်းမြင်းနဲ့ကြွက်သားတွေမှာရောင်ရမ်းပြီးတော့နာကျင်နေမယ်တခုဆိုရင်လည်းအာရုံမစူးစိုက်နိုင်ဘဲနဲ့ပါလုံးလုံးနှီးကွေးနေမယ်စိတ်ကလည်းတစ်ချိန်လုံးကြာနေတက်ပြီးတော့မင်းကလေးတွေမှာဆိုရင်နော်အုံမှန်ထက်ပေါ့နော် ရာဇီပိုများတာတွေဖြစ်နိုင်ပါတယ်။ဒါတွေကတော့တာလေးဟော်မုန်းပုံမှန်အလုံးမလုံးတော့တာနဲ့ပေါ့နော်ဖြစ်လာတဲ့ကိုယ်ခန္ဓာပေါ်ကပြောင်းလဲမှုတွေပဲဖြစ်ပါတယ်။ဘေးရာမစိုးပုံမှန်ပဲရှိနေတာကောင်းတဲ့အတွက်ကြောင့်မို့လို့ခုနကပြောထားခဲ့တဲ့လက္ခဏာတွေကတခုခုကိုယ်စီမှာရှိလာပြီဆိုတာနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့တိကျစစ်ဆေးကြည့်တာအကောင်းဆုံးပါပဲ။ဆော့ဆော့တီတော့ဆော့ဆော့ပုတ်ကူတာလို့ရတာပေါ့လို့ပြောရင်းနေပဲဗီဒီယိုလေးကိုနေကုန်ထုတ်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်နော်။